မင်္ဂလာပါရှင်ဒီတပတ်တည်တည်တည်ထိုက်တဲ့မြန်မာနိုင်ငံဆိုင်ရာအကြောင်းအရာတွေကိုအတူတူလေ့လာဖို့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လေမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေအထူးသဖြင့်ဒီတိုးတက်လာတဲ့စစ်ပနီးပညာစိန်ခေါ်မှုတွေပေါ့နော်ပြီးတော့ပိုးပြီးနှက်ဆိုင်လာတဲ့အလူထားချင်းစာနာမှုဆိုင်ရာအချက်အသေးတွေကိုအဓိကထားဆွေးနွေးသွားကြမှာပါဒီချက်လက်တွေအလုံးကလောစက်တင်ဘာ25ရက်နေ့ထုံမစ္စမာ weekly အတွဲနဲ့မှတ်25ကနေထုံထုံတင်ပြမှာဖြစ်ပါတယ် ကျမတို့အတိအကယူရတာကတော့ဒီတရင်ရမစ်တွေထွက်ကအရေးကြီးတဲ့အချက်လက်တွေထုံးသက်ချက်တွေကိုအလွယ်တကူနားလည်နိုင်အောင်တင်ဆက်ဖို့ပါပဲ။ဟုတ်ကဲ့ပါ။ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာတွေကတကယ်တော့မြန်မာနိုင်ငံရဲ့အတော်လေးရှုထွေးနေတဲ့အခင်းချင်းကို ရှုတော့မျိုးစုံကနေပို့ပြီးနားလည်စီမှာပါ။အထူးသဖြင့်အဲဒီစစ်ရေးနည်းပညာအပြောင်းလဲတွေ um drone တွေရဲ့အခန်းကဏ္ဍပေါ့။တအားတွေကတမန်အရသားပြည်သူတွေရဲ့ဘဝပေါ်မှာဘလို့တက်ရောက်မှုတွေရှိနေတယ်လဲဆိုတာကိုအဓိကကြီးတော့ကြမှာပါ။ တကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်။ဟုတ်ကဲ့ပါ။ဒါဆိုရင်ပထမဆုံးအနေနဲ့အန်တိုနီယိုဂရက်ဆာဖိုးရေးထားတဲ့အဓိကဆောင်းပါ။ drone အချက်အသေးစေ drone crisis ကနေစလိုက်ကြအောင်။မြန်မာဒေါ်လာရေးတက်ဖွဲ့တွေရင်ဆိုင်နေရတဲ့ဒီ drone နီးပညာပိုင်းဆိုင်ရာစိန်ခေါ်မှုတွေကိုအဓိကထားပြောထားတာနော်။ဟုတ်ပါတယ်။ဒီဆောင်ပါကတော်တော်လေးအချက်လက်ဆုံးဆုံးလေးနဲ့ရေးထားတာတွေ့ရတယ်။အဓိကကတော့တော်နယ်ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီလိုတိကျတဲ့စစ်တပ်ကြာက နီးပညာကွာဟချက်ကိုတိတိကျကျထောက်ပြတယ်။ဆိုတော့စစ်ကောင်စီဘက်ကတရုတ်တို့ယူရှားတို့စီကအကူအညီတွေနဲ့ခစ်မီ drone တွေ음 drone အများအများသုံးနေတဲ့အချိန်မှာတော်လည်းတပ်ဖွဲ့တွေကတော့ကိုထူကိုထဟိုရတယ်ရတဲ့နီလန်နေနဲ့ drone တွေဖန်တီးသုံးဆွဲနေရတဲ့ခြေနေကိုဖော်ပြထားတယ်။ David နဲ့ Goliath လိုပဲလို့တော့နိုင်ရှင်ထားသေးတယ်။음ဒီညမှာလေ Ukraine စစ်ပွဲနဲ့နိုင်ရှင်တုံးထထတာကအထူးသတိထားမိတယ်။ Free Burma Ranger အဖွဲ့ဝင်တဦးရဲ့ Ukraine အတွေ့အကြုံကိုကိုးကားထားတယ်ဆိုတော့သူ့မြန်မာ drone တွေကစစ်ပွဲရဲ့ပုံစံကိုလုံးဝပြောင်းပစ်လိုက်တာတဲ့ဟုတ်တယ်အထူးသဖြင့်သူတတိပေးထားတာက fiber optic ကြိုးသုံးတဲ့ drone တွေရဲ့အန်တွေရဲ့ဒီ drone တွေက jammer လို့ခေါ်တဲ့အဲ့ဒီစက်တွေရဲ့ line သုံးပြီး drone တွေကိုတားတဲ့စက်တွေရဲ့အနောက်အချက်ကိုမခံရဘူးဆိုတော့ pitman စီတိတိကျကျသွားနိုင်တော့ခုခံကာကွယ်ဖို့အလုံးခက်တယ်လို့ဆိုတယ် မြန်မာပြည်မှာတော့အခုထိအသုံးများတာမတွေ့သေးဘူးဒါပေမဲ့မကြာခင်ရောက်လာနိုင်တယ်လို့သုံးသပ်ထားတယ်ဟုတ်ကဲ့တော်လင်းတဖွဲ့တွေဖက်ကကြိုးစားနေတာလေးတွေလည်းဖော်ပြထားတယ်နော် interceptors တို့ jammers တို့ဆိုတာတွေอืม interceptors ဆိုတာကတော့ရန်သူ drone ကလွှင့်တဲ့ video ကို ကြားဖြတ်ကြည့်တာ jammer တို့ drone ရဲ့ control signal ကိုနောက်ရှက်တာပေါ့ဒီနှမျိုးလုံးသုံးနေပြီမဲ့အကန့်အသတ်တရှိတယ်တဲ့ interceptor က ရန်သူလှုပ်ရှားတာတော့သိနိုင်တယ်။ဒါပေမဲ့ drone ကိုတားလို့မရဘူး။ဂျမားတွေကြတော့တယ်အခုနော်ဆုံးပေါ် frequency hopping လုပ်နိုင်တဲ့ drone တွေကိုသိမနိုင်ဘူး။ခုနပြောတဲ့ fiber optic drone တွေကိုဆိုလုံးဝအလိုမလိုဘူးပေါ့။ဟုတ်ပါပြီ။ဆုံးပါထဲမှာတမူးတို့အိုးပြောတာလေးကိုကိုးကားထားတာစိတ်ဝင်စားစရာပဲ။စကောင်စီရဲ့ anti germany မိညာကပုံမြင့်တော့ဂျမားဖွင့်လိုက်ရင်ကို drone တွေပါပြန်ကြကုန်ပြီစကောင်စီ drone ကတော့ဆက်ပြန်ပြီးဘုံကျဲနိုင်နေတယ်ဆိုတော့ ါနီးဖူအပိုင်းမှာတကယ်အိမ်မဆိုးပဲလို့သူကဆိုတယ်။ဟုတ်လေ။အဲ့ဒီနီးပညာကွာရချက်ကစစ်မြေပြင်မှာအဆုံးအဖြတ်ဖြစ်စေနိုင်တာပေါ့။နောက်ပြီးတော့လေအရေးကြီးတာတစ်ခုကစစ်ကောင်စီက drone တွေကိုစစ်ရေးပစ်မှတ်တင်မဟုတ်ပဲအရက်သားတွေကိုပါပစ်မှတ်ထားပြီးစူပေါင်းအပစ်ပေးတဲ့ပုံစံမျိုးတုံးနေတယ်ဆိုတဲ့အချက်ပဲ။ဒါတော်တော်စိုးရင်ကြကောင်းတယ်။ဟုတ်ကဲ့။တပူကဖျောတာဆိုရင်လေချောင်းရံကကွေရေးကအခုအရက်သားတွေအတွက်အဓိကလိုအပ်ချက်ဖြစ်နေပြီလေ။ဟွန်း အရထားတဲ့ထိုက်ခိုက်ခံရရင်တော်လန်ရေးတပ်ဖွဲ့တွေဘက်ကကဲဆေးရေး၊ကုညီရေးတွေလိုရတော့မူလစစ်စင်ရေးကိုပါသွားပြီးထိုက်ခိုက်စီတယ်ကိုဆိုတယ်။ဒီလိုချင်းနေမှနိုင်ရတကာကလေးချောင်းရန်ကကွေအခုညီမရတာက တော်လန်ရေးတပ်ထွက်တွေအတွက်အထူးကအားနည်းချက်ထင်နေတယ်။နေနေထင်းချုပ်တာတို့ထိုးစစ်စင်တာတို့မှအကန့်အသတ်ဖြစ်စေတယ်လို့ဆောင်းပါရှင်ကသုံးသပ်ထားတယ်နော်။ဟုတ်ပါတယ်။အမေရိကမူဝါဒကနလီထောအေးပဲပေးမယ်ဆိုပြီးမြဲ တကယ်တော့လီချောင်းရံကကွယ်ရေးစနစ်တွေကယတာတက်တီကိုကဲနိုင်တဲ့အထောက်ပံ့ဖြစ်တယ်။အဲဒါကြောင့်ဒါကိုထောက်ပံ့ပေးတင်တယ်လို့စောင်းပွားရှင်ကတိုက်တွန်းထားတယ်။ဒါကလည်းမူဝါဒပိုင်းဆိုင်ရာစဉ်းစားစရာတစ်ခုပေါ့လေ။မှန်ပါတယ်။ဒီနေပညာကွာဟချက်နဲ့ယတာတွေအပေါ်တက်ရောက်မှုကတကယ်ကို အရေးကြီးတဲ့အချက်ပဲ။တည်အချင်းတွေကမြန်မာနိုင်ငံရဲ့ပူကျေပြည့်ညအခင်အကျင်းညင်နဲ့ဘလို့ဆက်ဆက်နေလဲဆိုတာတခြားသတင်းဖြစ်ပေါ်တိုးတက်မှုတွေမှာစက်ကြည့်ကြရအောင်။ ဟုတ်ကဲ့ဒါဆိုရင်မစ္စမာဝီကလီထဲကအခြားအထူးကထစ်ပေါ်တိုတက်မှုတွေကိုကြည့်အောင်နိုင်ငံနဲ့စီအီဘက်မှာတော်တော်လှူရှားမှုတွေများတာတွေ့ရတယ်ပထမဆုံးကတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲအစီအစဉ်တွေဆက်လုပ်နေတဲ့ကိစ္စပေါ့ဒီဇင်ဘာ28မှာစမယ့်အဆင့်30မှာရွေးကောက်ပွဲဆိုပြီးကြေညာထားတယ်။အင်းပါတီမတ်ပုံတင်ဥပဒေကိုလည်းပြင်လိုက်သေးတယ်။ရှင်ပြန်ရမယ့်မဲဆန်တန်းတွေကို25%ပဲလိုတော့တယ်ဆိုတော့ပါတီငယ်တဲ့အများကြီးဝင်လာနိုင်အောင်လုပ်တဲ့သဘောလား။အဲလိုတော့ယူရပုံရတယ်။ ဒါပေမဲ့တစ်ဖက်မှာလည်းဒါကရွေးကောက်ပွဲရဲ့ရှင်ပြိုင်မှုအရေးထွေးတော့တရားဝင်မှုတို့ပေါ်မေးခွန်းထုတ်စရာထစ်လာနိုင်တယ်လို့ပြောနေကြတာရှိတယ်။တချိန်တည်းမှာပဲရွေးကောက်ပွဲမကျင်းပနိုင်တဲ့မျိုးနဲ့ဆရာ20ခုဆိုပြီးကြေညာပြန်ရော။ဟုတ်တယ်။အဲ့ဒီမှာစိတ်ဝင်စားဖို့ကောင်းတာကရခိုင်တောင်ပိုင်းအေးအေးထိန်းချုပ်ထားတဲ့နေရာတချို့ဒီစင်းနဲ့မပါဘူး။ဒါကဘာကိုဆိုလိုတာလဲ။အဲ့ဒီနေရာတွေကိုရွေးကောက်ပွဲမတိုင်ရင်ပြန်ထိန်းချုပ်ဖို့စ조사မလား။ ဆိုတဲ့မိဘနဲ့ရှိလာတယ်။ပြီးတော့ခချင်း၊ရှမ်းမြောက်၊ဂရီနီ၊ဂရင်၊ရခိုင်၊စစ်ကိုင်ဒီ data တွေမှာစစ်စင်ရည်ပြင်းထန်နေတာကလည်းရွေးကောက်ပွဲကိုစစ်ရည်နဲ့ချိတ်ဆက်နေသလားပေါ့။ရွေးကောက်ပွဲဆိုင်ရာဖန်ဆီးမှုတွေလည်းရှိနေတယ်ကြားတယ်။ဟင်းရှိလေလို့တရင်နေထွက်နေတယ်။နေဆက်အခြေအနေဆိုရင်ရောမြောက်ဦးရီကိုစစ်ကောင်စီကပြန်ထင်းချုပ်နိုင်ပြီလို့ဆိုရယ်နော်။ဘိုးဘီးရဲ့ BJF အကူအညီနဲ့ဟုတ်တယ်။နမေပြောင်းထားတဲ့ KNA ပေါ်လဲ သူတို့အကူအညီနဲ့ပြန်ထင်းချုပ်နိုင်ခဲ့တယ်။ဒါပေမဲ့အရေးပါလေကုံသွေးရေးလမ်းကြောင်းကတော့မလုံးချုံသေးဘူး။ကုံသွေးမှုကရပ်တန့်နေတော့ပဲ။ဆိုတော့ time back ကကုံစင်းလုံးတွေတက်နေတယ်လို့သိရတယ်။အဲ့ဒါအပြင်စစ်ကောင်စီကထိုင်းနယ်စပ်ကနေကွန်ဘစ်စီတော်ရမင်းများတင်သွင်းခွင့်ကိုကန့်တတ်လိုက်သေးတယ်ဆို။ဟုတ်ကဲ့။တကောက်ခုဖြစ်နေတဲ့စားသုံးကုန်ရှာပါမှုနဲ့ဈေးတက်တာကိုပိုဆိုးတော့စေနိုင်တယ်။ပြည်သူတွေရဲ့စားဝတ်နေရေးကိုတိုက်ရိုက်ထိခိုက်မှာ။တော်လရင်အင်အားစုတွေဘက်ကရော NUG, NUCC, CRPH တို့ကစစ်ကောင်စီနာမည်ပြောင်းလိုက်တဲ့ SSPC ကိုတရားမဝင်ကျင်ညာပြီးရေးယူမယ်ဆိုထားတယ်နော်။ဟုတ်ပါတယ်။အကြမ်းဖက်မှုတက်ထီဥပဒေနဲ့အရေးယူမယ်လို့ကျင်ညာထားတယ်။ဆိုတော့နှစ်ဖက်ကြားထိတိုက်တွေ့မှုက၁၈ရီဥမှာပဲ။တိုင်းနဲ့ပြည်နယ်အစင်းမှာဆိုရင်မလေးတိုင်းလူတို့ကတော်လရဲတခွဲ့ထိန်ချုပ်နေမြေတွေအတွက်ကြားဖြတ်နိုင်ငံရေးအစီအစဉ်မူကြမ်းတစ်ခုအတည်ပြုလိုက်တယ်လို့လည်းသိရတယ်။အင်းဒါကအနာဂတ်ဖက်ဒရယ်အတွက် အောက်ခြေအဆက်ပြင်ဆင်မှုတစ်ခုလို့မြင်နိုင်တာပေါ့ချင်းမြနယ်ဘက်မှာကြတော့ IDP တွေကိုရွေးကောက်ပွဲမှာမဲပေးဖို့စစ်ကောင်စီကဖိအားပေးနေတယ်လို့ CNF ကပြောတယ်ဆိုဟုတ်တယ်ရွေးကောက်ပွဲတဲ့ဂျမတ်မြေမျိုးနယ်တွေရှိပေမဲ့ဂျမတ်မြေနယ်ရတယ်မှာရှိတဲ့စစ်ဆောင်စခန်းတွေကိုပြတ်မှတ်ထားပြီးမဲပေးခိုင်းဖို့လုပ်နေပုံရတယ်လို့ဆိုတယ်လူသားချင်းစာနာမှုနဲ့နိုင်ငံရေးရောထွေးနေတာပေါ့စစ်ကောင်စီရဲ့ရက်စက်မှုတွေတိုးလာလို့လက်နက် လေယင်စီရမုံငွေဖျက်တောက်ဖို့တိုက်တွန်းထားတာ စာရဲကကိန်းကနန်းတွေကတကယ်ကိုတုံလို့ဆရာပဲ2021နောက်ပိုင်းတည်ဆုံးသူ9000နှစ်အောင်ကျော်အဖမ်းခံရသူ2900နီးပါးစစ်ဆောင်သုံးသမားတန်အတန်းခွဲအကူညီလိုသူ၁၂တန်းနဲ့2025ဖမရှစ်လထဲမှာတောင်အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုအယောင်လေးခုမှထောင်ကျော်သေးတယ်ဆိုတော့အချင်းတွေကကြောက်ခမလက်လေးပဲအဲ့ဒီလူသားချင်းစာနာမှုအကြတဲ့ကို OCHA ရဲ့အစီရင်ခံလာကလေးထောက်ခံနေတယ် ။ဩဂတ်စ်လထဲမှာအကူအညီပေးရေးအတားအဆီး66ခုရှိခဲ့ပြီးလူသိန်းကျော်ကိုတက်ရောက်မှုရှိခဲ့တယ်တဲ့။အများစုကလက်နက်ကင်ပဋိပက္ခကြောင့်ဖြစ်ပြီးရခိုင်မှာအများဆုံးကြုံရတယ်လို့ဆိုတယ်။အီမမ်ကလည်းကြောက်ကြော်စာသင်ကျောင်းတက်ခိုက်ခရမှုရွတ်ရသက်တည်တောင်းထားတယ်နော်။ဟုတ်ပါတယ်။အဲ့ဒီကိစ္စအတွက်အချက်လက်တွေတောင်းနေတယ်။ဒေတာတွင်မှာတီမိုလက်စတစ်ကိစ္စကလည်းစိတ်ဝင်စားစရာပဲစစ်ကောင်စီဆိုင်ချင်ရအဖွဲ့တွေကိုယုံဖွင့်ခွင့်လှုပ်ရှားခွင့်ပိတ်မယ်လို့စစ်ကောင်စီတည်င်းစာမှာဖော်ပြတယ်ဆိုတော့အင်း ဒါကတီမောရဲ့အာဆီယံဝင်၏ကြိုပမ်းမှုနဲ့အန်ယူဂျီတို့နဲ့ဆက်ဆံရေးကြားကရှုပ်ထွေးမှုကိုပြနေတာပေါ့လေတစ်ဖက်မှာတော့စစ်ကောင်စီရဲ့ဝန်ကြီးချုပ်အဆင့်ဦးညော်စောက တရုတ်ကပြန်ရောက်လာပြီးကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှုကိစ္စတွေဆွေးနွေးခဲ့တယ်လို့သတင်းထုတ်ထားတယ်။ကောပါပြီ။ဒါတွေကနိုင်ငံရေးနဲ့နိုင်ငံတကာဆက်ဆံရေးအပိုင်းပေါ့။ပြည်ပခန့်နဲ့လုံခြုံရေးအခြေအနေတွေကတော့ဘယ်လိုရှိနေလဲ။အဲ့ဒါတွေကတော့နေရာတုံမြောင်မြောင်မှာဆက်ပြီးပြင်းထန်နေတော့မယ်။ကချင်ပြည်နယ်ဖားခန့်မှာဆို drone တိုက်ခိုက်မှုကြောင့်မိခင်နဲ့သားတေဆုံးခဲ့ရတယ်။မိဘတိုက်ပွဲတွေလက်နက်ကြီးဖိခတ်မှုတွေလည်းရှိနေတော့မယ်။တရင်းနေပြီနဲ့ဒီမော့ဆိုမှလည်းပြေပွဲတွေပြန်ဖြစ်ပြီးစစ်ကောင်စီကခရစ်စတန်ဖျားကျောင်းကိုပုံကျဲခဲ့တယ်လို့ကြားတယ်။ဟုတ်ပါတယ်။စကိုက်တိုင်းကမ်ဘလူးဇီကုံရဲစခန်းကိုဒေါ်လန်ရဲ့တပ်ဖွဲ့တွေဝန်းစီးပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးသေတယ်။ လင်းနဲ့ဆက်ဆက်လက်ရတယ်လို့ဆိုတယ်။တရင်သားရီထောက်ဝက်ခရိုင်နယ်ကမြို့နယ်သုံးခုမှာလည်းလေးချောင်းတိုက်ခိုင်းမှုတွေကြောင့်အရသာတွေတေဆုံးပြီးထွက်ပြေးနေရတယ်လို့သိရတယ်။စကိုင်းတိုင်းတာမူခရိုင်နယ်ပတ်သက်ပြီး KHRO ရဲ့အစီရင်ခံစာတစ်ခုထွက်ထားနေတယ်။နခါဆက်နေနောက်ပိုင်းအရသာတရ67ဦးထဲမှနေတေဆုံးခဲ့တယ်။အများစုကစစ်ကောင်စီရဲ့လေးချောင်းလက်နက်ကြီး drone တိုက်ခိုက်မှုတွေကြောင့်တပ်ပြန်နေဆက်ကအာတန်ရိုင်ဖယ်တပ်ဖွဲ့ရဲ့အကြမ်းဖက်မှုတွေကြောင့်လည်းပါတယ်လို့ဆိုတယ် အယတရရဲ့ဒုက္ခကိုပြနေတာဗောဟုတ်ပဲဒီစေရေပฏิပတ်ခရရဲ့နောက်ဆက်တွေလူမှုရေ လူသားချင်းစာနာမှုဆိုင်ရာတယောက်မှုတွေကတကယ်ကိုစိုးရင်စရာပဲเนาะချင်းပြည်နယ်တောင်ပိုင်းမင်းတပ်မှကူးစက်ရောက်တာဖြစ်ပြီးတလကြုံအတွင်ခလေးဆက်ပဦးသေးဆုံးလူ600ကျော်ကူးစက်ခံထားရဆိုတော့စေဝါပြက်လက်မှုကအဓိကပြဿနာပဲဟုတ်ပါပြီရှမ်းပြည်အရှေ့ပိုင်းမိုင်းခတ်မှာလဲတဘာဝပံဝန်းကျင်ပြဿနာရှိနေတယ် တတူရှာမီတူတဲ့အလုံငန်းခွင်တွေကစုံပိတ်မီတဲ့ကြောင့်လွေမြင့်မာကစိုက်ခင်းဒီချွန်းနံဖုံးကုန်တယ်လို့ SHRF ကပြောတယ်။အဲ့ဒီတတူတွင်းတွေက USDA ထိုင်ချုပ်နယ်မြေမိုင်းပေါက်မှာရှိပြီးယူချုပ်ကုမ္ပဏီတွေလုပ်နေတာဖြစ်နိုင်တယ်လို့ယူဆကြတယ်။တဘာဝပံဝန်းကျင်ထက်ခိုင်မှုကလည်းပြဿနာတစ်ခုပဲ။လူမှုရေးမှာတော့ရခိုင်မြောက်ပိုင်းဘူးတီတောင်မောင်တော်မှာအေးအေးကဗလီတချို့ပြန်ဖွင့်ခွင့်ပြုလိုက်တာလူမှုကွန်ရက်မှာတော်တော်ကြေးရိုက်သွားတယ်။အေး ဒါကဒေတာတွင်လူမျိုးရေးပါတာရေးဆက်ဆံရေးအထစောင့်ကြည့်ရမယ်အပြောင်းအလဲတစ်ခုပေါ့စီးပွားရေးနဲ့ဆက်ဆက်ပြီး KIO ကအမေရိကန်နဲ့တက်သူရှားကိစ္စဆက်သွယ်မှုမရှိဘူးလို့ငင်းထားတယ်နော်ဟုတ်ကဲ့ငင်းဆိုထားတယ်ဒါပေမဲ့တရုတ်ကုမ္ပဏီတွေကတော့ KIO KIO နဲ့ညီပြီးဆက်လုပ်နေတယ်လို့သတင်းတွေရှိနေတုန်းပဲမြန်မာအင်းကြီးချင်းတိုင်းမှာလည်းမြန်မာရှိပြောင်းနေထိုင်သူတွေအများကြီးလာပြီးရှုပ်ထွေးနေတယ် ထိုင်းရဲ့အလौတမစီကွာစီးဝါရေးလူမှုအတိုက်အဝန်ကိုတည်ရောက်မှုရှိနေလို့ညီအနိုင်ဖို့လိုတယ်လို့အစီရင်ခံစားတဲ့ဆောင်ကရှိုးတယ်။ဟုတ်ပါတယ်။နာမည်ကတင်းထုံနေနေကတော့အိန္ဒိယအမော်ဝါဒီတပ်ပုံတွေတိုက်ခိုက်မှုမြက်ပြီးဆွေးနွေးဖို့အသင့်ရှိကြောင်းကြေညာတာရယ်။ရုရှားကယူကရိန်းမှာစစ်ဆင်ရေးဆက်လုပ်မယ်။ယူကရိန်းနာမည်ကျမ်းရမယ်ဆိုတဲ့ထရမ့်စကားကိုပယ်ချလိုက်တာရယ်။အားရတယ်လေပါပါတယ်။ဒီတရင်းနေအားလုံးကိုခြုံကြည့်လိုက်နီးမြန်မာနိုင်ငံရဲ့အခြေအနေကကနပန်းဆောင်မှာတကယ်ကိုရှုပ်ထွေးပြီးစိန်ခေါ်မှုနေအများကြီးနဲ့ရင်ဆိုင်နေရတာတွေ့ရတယ်နော်။ ဒီလိုအခြေအနေတွေကတာမန်ပြည်သူတွေရဲ့ဘဝတွေကိုဘလို့တိုက်ရိုက်ထိခိုက်စေတယ်လဲဆိုတာပိုနားလည်နိုင်မှုဒီနေ့မှာလူသားချင်းထိခိုက်ခံစားရမှုဇလန်တပုတ်ကိုအထူးတင်ဆက်ခြင်းပါတယ်ဒါကလည်းအန်တိုနီယိုဂရက်ဆက်ဖိုးရဲ့ Notex ဟောင်းမှာ Life in Myanmar Junta Control Shan State Unlivable မှာဖော်ပြထားတဲ့ရှမ်းပြည်နယ်မိုင်းမြိုင်မြို့နယ်ကအသက်62နှစ်ရွယ်လူအောင်ဆန်းရဲ့ကိုရွေထည့်ရပါဟုတ်ကဲ့လူအောင်ဆန်းရဲ့ဇလန်ကတကယ်ကိုခြေခွဲစရာကောင်းတယ်လို့ အနာသိမ့်မှုရဲ့ယထာရီအပေါ်တည်ရောက်မှုကိုကွက်ကွက်ကွင်းကွင်းမြင်စေတယ်။အနာမသိင်ခင်ကသူကမိုင်းကင်မှာမိသားသမားအချင်းပိုင်းလုံးကိုပိုင်းလက်ရလေးနဲ့မိသားစု အေးအေးချမ်းချမ်းနေခဲ့တာ။ဒါပေမဲ့2023နောက်ပိုင်းအနာသိမ့်ပြီးချိန်မှာတော့အခြေအနေတွေအကုန်ပြောင်းသွားတယ်။အချင်းပြတ်ချက်စားမှုတရားဥပဒေစိုးမိုးမှုမရှိတာလက်နက်ကင်အဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကြောင့်ဘဝကရင်ခက်ခဲလာတယ်လို့သူကပြောပြတယ်။သူဘဝမှာအစိုးဖုံး အလက်အပြောင်က2023မှာကားတက်ခံရလို့ဈေးယုံတက်ပြန်ကောင်းလာကစားမှာ SSPP SSA အဖွဲ့ကသူ့ကိုဖမ်းသွားတာပဲသူ့ကို SSPP SSA ထိန်းချုပ်နေမြွေထဲကပန်ဟိုင်းဈေးတိမြို့နယ်ကထောင်ကို ပို့လိုက်တယ်ဆိုရယ်ထောင်တက်ကချီနေကို သူကငရဲလိုပဲလို့ဖော်ပြတယ်သူ့ပြောရထောင်တက်ကလူများစုကသူ့လိုပဲအသက်ကြီးပိုင်းနေသူတို့ကိုဘာလို့ဖမ်းထားလဲဆိုတော့သူတို့ရဲ့တားသမီးတွေကို SSPP SSA က စစ်သားစုဆောင်ဖို့ဖိအားပေးခြင်းလို့မိဘတွေကိုတားဆာကန်ဖန်ထားရတယ်။ပိတ်ဆံပေးနိုင်ရင်ပေးပြီးရွေးရတယ်။ဒါမှမဟုတ် တားသမီးကစစ်သေးဝင်မှပြန်လွတ်တယ်မဟုတ်ရင်တသက်တကြွန်ချနိုင်တယ်လို့သူကပြောတယ်။ထောင်ထဲမှာညီမနှစ်ဆက်သားအမျိုးသမီးတွေကိုမူရင်းကျင့်ကယောဂါတွေထူပြောနေသေးတယ်။အမျိုးသားတွေကစားတော့မလောက်မနှံ့နဲ့အလုံးကျန်းနေလို့ရတယ်။အမျိုးသမီးတွေကပိုဆိုးတယ်၊လိင်ပိုင်းဆိုင်ရာဆော့ကားခံရတာ။တချို့တေဆုံဒိုဟိတာထိသွားတာတွေရှိတယ်လို့သူကတွန်းလုံးလုံးလို့ပြောပြထားတယ်။ဟုတ်ကဲ့ လေယောသွားတဲ့စုံတွေတွေကိုယောက်ျားဖြစ်သူကိုကြိုးတော့သူ့ရှေ့မှာမိမကိုမူရင်းကျင်းပြီးနှစ်ယောက်လုံးကိုထောင်တဲထဲထားတယ်အခုထိမလွတ်သေးဘူးဆိုတဲ့ဖြစ်ရမျိုးတွေအထိသူကပြောပြတယ်သူကိုယ်တိုင်ရှစ်လလောက်အချုခံရပြီးမှစစ်မေးခံရတယ်သူကအရင်ကစစ်ကောင်စီဘက်ကပြည်သူစစ်တို့မိသက်တို့လုခဲ့ဘူးတာတွေရှင်းပြတော့ပြန်လွတ်လာခဲ့ SSB SSB ကသူကိုစစ်သားစုဆောင်ဖို့စ조사တည်တယ် သူကအသက်ကြီးပြီးမိသားစုရှိတယ်ဆိုပြီးညှင်းခဲ့တယ်လို့ဆိုတယ်။ဒါပေမဲ့ထုံကလွတ်ပြီးရွာပြန်ရောက်တော့လဲဘဝကမလုံခြုံသေးဘူး။လေလဲမှာမိမျိုးမိုင်းအန်ရိုင်းရှိတယ်။ဒေသထဲမှာလက်နက်ကင်ဖွဲ့တွေကအများကြီးပဲ SSB SSB RCSSB စစ်ကောင်စီကိုကန့်တာန်ဝပေါအိုးစုံလို့ပဲအချိန်မေးရနေရှိနေတာအဒီကြတဲ့စစ်ကောင်စီကစစ်မှုထမ်းဥပဒေထွက်ပြန်လာတော့သူလည်းမထက်တော့ဘူးဆိုပြီးထိုင်းဘေကိုထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ရလား စစ်စေးရေးဂိတ်ဒီရှောင်ဖို့သူနဲ့သူ့သမက်ကဒေါ်လန်ကနေခြေချင်းထွားရတယ်။သူသမီးနဲ့မြေ၃ယောက်ကတော့ပိတ်ဆံ၁၃ထောင်ပတ်ချီကြီးပြီးကားနဲ့လိုက်လာကြတယ်။ဒါပေမဲ့လမ်းမှာ SSB SSB ကအဲ့ဒီကားတန်းကြီးလူခွင်းလာလောက်ပါတယ်တဲ့ခုဖမ်းလိုက်တယ်။သူသမီးကတော့ကလေးတွေကိုယောနေလို့ ကံကောင်းပြီးပြန်လွတ်လာခဲ့တယ်လို့သူကပြောပါတယ်အခုတော့လူဝေါန်ဆန်နဲ့သူ့မိသားစု6ယောက်သူကမူဆိုးဖို့တမီးနဲ့မြေးတဲ့နေတာပါထိုင်းနိုင်ငံဝင်းဟန်ခရံကအတိမပြုမထားတဲ့ကောက်ချိုးရှန်ဒုခတဲ့စခန်းမှာနေနေရတယ်အထောက်အထားမရှိအလုံလောက်ခွင့်မရှိပဲနေစဉ်စားဝတ်နေယူတော့ရုန်းကန်နေရတယ်မြေမပြင်းငင်းချမ်းမှပြန်မယ်လို့သူကပြောတယ်သူစကားတိုင်းဆိုဘဝကဆွမ်းစားကန်းလို့ပဲမျောလင်ကြမဲ့တယ်လို့ခန်းစားရတယ်တကယ်ကိုစိတ်မကောင်းစရာ မြန်မာပြည်ကတာမန်လူတွေရဲ့အဖြစ်မှန်ကိုထင်ကနေပါတယ်ဟုတ်ကဲ့တကယ်ကိုစိတ်ထိခိုက်စရာဇက်လမ်းမှာပဲလူအောင်ဆန်းရဲ့အတွေ့အကြုံကရှမ်းပြည်နယ်တစ်ခုတည်းမဟုတ်ပဲမြန်မာပြည်နဲ့ကတန်းနဲ့ချီတဲ့အရက်သားတွေကြုံနေရတဲ့ဒုက္ခတွေမလုံခြုံမှုတွေလူခွင့်ရချိုးဖောက်ခံရမှုတွေရဲ့နမူနာတစ်ခုလိုပါပဲအဲ့ဒီနီးပညာသုံးတက်ခိုက်မှုတွေအထူးသဖြင့် drone ပေါ်လေနောက်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးလှုပ်ဆောင်ချက်တွေရွေးကောက်ပွဲလိုကိစ္စတွေ ပြီးတော့ယထားတွေကြုံနေရတဲ့ဆိုးရွားတဲ့လူခွင်ရေချိုးဖောက်မှုတွေဟာဆက်ဖြစ်နေပြီးတစ်ခုနဲ့တစ်ခုလည်းရှုပ်ထွေးစွာဆက်နွယ်နေတာတွေ့ရပါတယ်။ဟုတ်ပါတယ်။ဒီလိုရှုပ်ထွေးလာတဲ့အခြေအနေတွေအောက်မှာ ဒရုန်းလိုနီးပညာရဲ့အခန်းကဏ္ဍကစစ်မြေပင်ရောအရက်သားလုံကြုံရဲ့အတွက်ပါပူပူပြီးရေးပါလာနေတယ်။တစ်ဖက်မှာလည်းနိုင်ငံတကာရဲ့တုံ့ပြန်မှုအကူအညီတွေရဲ့အမျိုးအစားနဲ့အတိုင်းအတာကမြန်မာပြည်သူတွေရဲ့အနာဂတ်ပိုဘလို့တက်ရောက်မှုရှိလာမလဲဆိုတာကတော့အင်းဆက်ပြီးစောင့်ကြည့်စဉ်းစားရမယ့်အချက်ဖြစ်နေပါတယ်။โอเคဒီအကြောင်းအရာတွေကိုပိုကြီးပြည့်စုံအောင်တည်ကျင်းနေဆိုရင်တော့ Missima Weekly ရဲ့ September 25ရက်နေ့ထုတ်မူရင်းစာဆောင်ကို download လုပ်ဖတ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်အထက်မှာအသေးစိတ်ကိုပြည့်စုံပါပါတယ် ီနေ့အစည်းအဝေးကိုအာရုံစိုက်နာဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်တစ်ပတ်မှလည်းစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်ဆောင်ကြပါမယ်။အစည်းအဝေးကို subscribe လုပ်ထားဖို့နဲ့မျှဝေပေးဖို့လည်းတောင်းဆိုရင်းဒီနေ့အတွက်ဒီမှာပဲညီကုန်းချုပ်လဲပါတယ်ရှင်။